မင်္ဂလာပါရှင်ဘောင်မခိတိတရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစာပေဆွမ်းလ20ရက်နေ့စိတ်ဝင်စားပွဲမြမတော်လိုင်းရင်ထိတ်တဲ့ရောက်နောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင် ထမဆုံးသတင်းအနေနဲ့တောင်သာရင်အချင်းချင်းနှိပ်စက်တက်ပြတ်ထားတဲ့ပြူစောတိရှုပ်အလောင်းကိုတနန်တလန်ခရဲများနဲ့အတူသိမ်းဆည်းရရှိဆိုတဲ့သတင်းပဲဖြစ်ပါရခြင်းမန္တလေးတိုင်းတောင်သာမြို့နယ်တွင်ပြူစောတိအချင်းချင်းနှိပ်စက်တက်ပြတ်ထားတဲ့ရှုပ်အလောင်းတလောင်းနဲ့အတူတနန်တလန်ခရဲများပါသိမ်းဆည်းရရှိခဲ့ကြောင်းတောင်သာဘကပမှတာဝန်ရှိသူတို့ကရှန်ကုန်ခဲ့တဲ့သတင်းဌာနထံသို့ပြောကြားသည် ရမန်နေ့ဇွန်လ19ရက်နေ့နေ့ပိုင်းတောင်သာမြို့နယ်ထနောင်းကုန်းရွာပြည်စောထေးများသည်အနီးအနားရှိကျေးရွာတရွာအတွင်သို့ဝင်ရောက်ပြီးပြည်သူလူထုပိုင်နေများအတွင်မှပစ္စည်းများဝင်ရောက်ခိုးယူခဲ့ကြောင်းထို့သောပြူစခန်းသို့ပြန်လာစဉ်လမ်း၌ပြည်စောထေးအချင်းချင်းနှိပ်ဆက်တပ်ဖြတ်ကရုပ်အလောင်းနှင့်အတူကားပိုင်အမျိုးအစားတနက်တလန်ကားပိုင်ကြီးအတောင့်230ကြီးပေါင်းနှစ်ခုလိုနှင့်အတူဆွန့်ပြစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည် ဘလို့အကြောင်းကြောင့်တက်သွားလဲဆိုတော့တရင်အတေးချမရဘူးတိတ်ဆုံးပြုတ်ရဲ့နာမည်တွေလည်းမသိရဘူးကင်မုံဝတ်ဆောက်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူးသူတို့အချောင်းလန်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲသူတို့အချင်းချင်းပြန်တက်ပြီးထဏောင်းကုန်းရွာကိုပြန်ဆုပ်သွားတာသူတို့ကအနီးနားကကြေးရွာတွေကိုရှမ်ဖန်ရံကာထွက်ထွက်ပြီးတော့လူရက်တဲ့သဘောပါအင်အားကတော့40လောက်ရှိတယ်လို့တရင်ရထားတယ်ဒါပေမဲ့40လုံးဝမထွက်ဘူး ်10ရောက်ထွက်လိုက်15ရောက်ထွက်လိုက်9ရောက်10ရောက်ထွက်လိုက်နဲ့ထွက်တာဟုတောင်သာပကဖမှတောင်ဝင်ရှိသူတို့ကရှန်ကုန်ခဲ့တဲ့တရင်ဌာနတန်သူပြောကြားသည်တောင်သာမြို့နယ်ထဏောင်းကုန်းကျေးရွာတွင်ထူအောင်ကောင်းဆောင်သောပြုစောတီအဖွဲ့ကအနီးနားရှိကျေးရွာတရားဝင်ရောက်ခိုးယူနေကြောင်းတရင်အရာတောင်သာပကဖရှယ်ပေါ်များကတိုက်ခိုက်ရန်ကင်းမုံဝတ်ဆောင်ဆိုင်နေစဉ်ခလန်းလန်းတောဆက်တနေရာမှာလက်နက်ငယ်ပစ်ခတ်တမ်းများကြားရကြောင်းထို့ကြောင့်ရင်းနီယာအာနေမီရှင်းလင်းရေးတော်ရောက်စဉ်ပြုစောတီအချင်းချင်းနှိပ်စက်ကပစ်ခတ်တပြတ်ထားတဲ့အရှုပ်အလောင်းလက်နက်တို့ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည် ည်ဆက်လက်ပြီးနေရီကန်ပြူဟာအနေတိုက်ပွဲပြင်းထန်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်အမရန်လမ်းမိုင်းနေ့ရှိနေရီကန်ပြူဟာအနေ၌ရှက်အနေငယ်တိုက်ပွဲညင်သက်နေရမှာရှနေစွန်လာ20ရက်နေ့နေ့ပိုင်းတွင်တိုက်ပွဲပြင်းထန်ဖြစ်ခဲ့သည်အရက်ကတမရောအေအူဆောင်သောပူအောင်တံများနှင့်စစ်ကောင်စီတပ်တို့သည်နေရီကန်ပြူဟာနှင့်တမိုင်၆ဖာလုံးခန့်အကွာ၌တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည် တိုက်ပွဲဖြစ်ပြီးလေရင်ဝဲနေပါတယ်တိုက်ပွဲကပြင်းထန်နေနေတာရှိပါတယ်ဟုမြေပြင်စစ်ရေးတရင်ရင်မြကပြောသည်စစ်ကောင်းစီဘုံချဲလေရင်တစီသည်နှဲ့ရီကန်ပြူအောင်ဝင်ကျင်၌ဆွမ်းလ20ရက်ညနေ3နာရီခန့်အထိပြန်ဝဲနေသည်ကိုတွေ့ရသည် စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်သည့်တိုက်ပွဲတွင်ချင်းကောက်ဝဲရဲတပ်အရှု CDF အရှုပဝင်ကြောင်းတရားပေတိုက်ပွဲဖြစ်စဉ်ကိုမကြမီတရင်ထုတ်ပြန်မှုဟု CDF အရှုပြောရေးဆိုခွင့်ရှိသူက PBS Spring အားပြောသည်နေရီကံပြူအားအနီစွန်လ12ရက်တိတိုက်ပွဲပြင်းထန်ခဲ့ပြီးရှင်းကာလာနောက်ပိုင်းတိုက်ပွဲခက်တဲ့ငြိမ်သက်နေရာမှာရှင်းနေပြန်လည်ဖြစ်ပွားခြင်းဟုဒေသခံတရင်ရင်းမြစ်ချုပ်ကပြောသည် Umbrella ကိုထိန်းချုပ်နိုင်ရေးနေရီကံပြူဟောင်းကိုထိန်းသိမ်းရေးတိုက်ခိုက်နေသည့်စစ်စင်ရေးများကိုအေအေနှင့်ပူးပေါင်းတပ်များကပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်ခဲ့သည် မန်ရှလာအစောပိုင်းတွင်နေရီကန်ပြူဟာတောင်ကုန်းအောက်မှအရေးပါသည့်စစ်ကောင်စီတောင်ကုန်းအချို့ကိုအေးကသိမ်းပိုက်ခဲ့သည်။အစောပိုင်းတိုင်ပွဲများတွင်တပ်မ69၏ရှာရီနေပြူဟာမှဒုတိယဗိုလ်မှူးကြီးကျော်ကျော်တအားအေးအေးနှင့်ဗိုလ်ဝန်တပ်များကဖမ်းဆီးရရှိခဲ့သည်။မေလာနောက်ပိုင်းကတိုင်ပွဲများတွင်နေရီကန်ပြူဟာအနေရှိအဓိကကကင်စကန်ဖြစ်သောစက်သေးရီတာဝါတိုင်းစကန်ကိုအေးကထပ်မံသိမ်းယူခဲ့သည်။ နိုင်ရည်ကန်ပြူဟာနဲ့အမ်ရန်လန်တိုက်ပွဲခုခံစင်တိုင်းတာဝန်ရှိဆုံးတမ69တမမှုဘုံမှုချုပ်တမောင်ကျော်ကိုစစ်ကောင်စီကပေးခဲ့သည့်မေလာကုန်နဲ့ဖမ်းဆီးပြီးရာတို့မှဖြုတ်ချကစစ်ဆေးနေသည့်တမ69ရှာရီတမမှုအသေးဖြစ်စစ်ပြူဟာပွဲအခြေချဟာခါမှာအခြေချစစ်ပြူဟာမှုဘုံမှုကြီးစိုးဝင်းထုံးကိုအစာထိုးခံလိုက်သည်တမမှုပြောင်းလဲဖြစ်ပြီးနောက်ပိုင်းနိုင်ရည်ကန်ပြူဟာမှာအမြောက်များနဲ့လက်နက်ကြီးအချို့ကိုအမြောက်တက်၄ရောက်ကိုအမြောက်စစ်စင်ရေကုတ်ကဲမှုဌာနချုပ်905တို့ဇွန်လဒုတိယလပတ်အတွင်းစတင်ရွှေ့ပြောင်းနေသည်ကိုတွေ့ရ ြောင်းအေအေးနဲ့နေဆက်သောစစ်ရေးတရင်ရေးမြများကပြောသည်ဆလဘီမင်းပြနှင့်ပေါတော်ကိုစက်ကောင်စီလေးချောင်းပုံကျဲဆွေတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။အရကတက်မတော်အေးထင်းချုပ်ထားသောမင်းပြနှင့်ပေါတော်မျိုးနွယ်ကိုစက်ကောင်စီကရှမန်နီဇွန်လ19ရက်ညပိုင်း၌လေးချောင်းမှပုံကျဲသွားရာအရသာထိခိုက်ဒေဆုံမှုရှိသည်ဟုကနေဦးတရင်ရရှိသည်။ညစနေနိုင်ခင်၌မင်းနှင့်အနေငယ်စီချာ၍ဂျက်ဖိုက်တာဖြင့်ပုံကျဲခြင်းဟုစစ်ဘေးရှောင်များအားကူညီနေသူတို့ကပြောသည်။ မင်းပြားကခမရ380နာကိုခြားတာအရက်သားတွေရှိတဲ့နေရာပါကျွန်တော်တို့ကဖုန်းလိုင်းအရန်ခတ်ခဲနေလို့တရင်ဆောင်နေရတယ်ပေါက်တော့ကိုလည်းပြစ်သွားတယ်ကျွန်တော်တို့အကူအညီပေးနိုင်ဖို့လုပ်နေတဲ့ဟုဖုန်းလိုင်းရနေသည့်ဒေတာမှရှက်ခိုင်းလို့မှုအကူအညီရေးဖွဲ့ဝင်တူကပြောသည်လေကြောင်းတက်ခိုင်းမှုများကြောင့်ထိခိုက်မှုအသေးစိတ်ကိုမသိရသေးပေအေအေကတရင်မထုတ်ပြန်သေးသလိုစစ်ကောင်စီဘက်ကလည်းထုတ်ပြန်လို့မရှိပေဘူး ပေါတော်မျိုးကို2024ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မင်းမြောင်မျိုးကို2024ခုနှစ်ဖေဖော်ဝါရီလ26ရက်တွင်တင်ယူခဲ့ခြင်းဖြစ်သည့်စစ်ကောင်စီသည်ရခိုင်ပြည်နယ်တွင်အေထိန်ချုပ်ထားသည့်မြို့နယ်များကိုပြီးခဲ့သည့်မေလမှစတင်၍လေးချောင်းတိုက်ခိုက်မှုများပြုလုပ်နေသည် ကြောက်တော်မျိုးကိုမေလ23ရက်14ရက်နေ့15ရက်က3ရက်ဆက်တိုက်လေးချောင်းပုံချဲမှုကြောင့်အရက်သား22ဦးသေဆုံးပြီးတရားရသူများပြခဲ့တယ်။ထို့ပြင်အေအထိန်ချုပ်ထားတဲ့အတန်ရွေးမျိုးကိုလည်းစွန်းလ9ရက်ညပိုင်းကစစ်ကောင်စီကလေးချောင်းမှပုံချဲရာစစ်ပီးရှောင်းလေးဦးသေဆုံးခဲ့တယ်။ မတ်လ28ရက်ငလျင်တန်တဲ့ပြည်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများထိရောက်စွာပေးနိုင်ရန်အတွက်အပြစ်ရထားတွေကိုစစ်ကောင်စီကအခွင့်အကောင်းယူပြီးအပြစ်မဲ့ပြည်သူများအားလေကြောင်းမှတိုက်ခိုက်နေသည်ဟုအရကတက်မတော်အေကမေလာအတွင်းသတင်းထုတ်ပြန်ထားသည်အပြစ်မဲ့ရထားပြည်သူများကိုအစိုးလိုက်ပြုံလိုက်တပ်ဖြတ်နေကဆေးရဆွေးမှုများကိုနိုင်ငံအနှံ့ဆက်တိုက်ကျူးလွန်နေသောစစ်ကောင်စီ၏လုပ်ရကိုကောင်းစွာမတန်တင်ထားပြီးဆေးရဆွေးမှုနှင့်လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေမှုများကိုတပ်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့သွားမည်ဟုထုတ်ပြန်ထားသည်ရှခု ဆက်လက်ပြီးဆလင်းမျိုးပေါ်ရှိစစ်အုပ်စုယုံတွေကိုတော်လိုင်းတက်တွေနှစ်ရက်ဆက်မိုင်းခွဲတိုက်ခိုက်ဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းစလင်းမြို့ပေါ်ရှိဆက်အုပ်စုယုံလီကိုကိုတော်လိုင်းတက်တွေကလူလူကောင်းဆောင်တော်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ်ဖြင့်နှစ်ရက်ဆက်မိုင်းပေါက်ခွဲစူပေါင်းတိုက်ခတ်ခဲ့တယ်လို့ဗမာတက်မတော်ဗမာအာမီပြန်ကြိုင်းတောင်ငန်ရှဲဘော်ထွန်က MFP ကိုပြောပါရယ်စလင်းမြို့ပေါ်ရှိဆက်အုပ်စုလက်အောက်ခံရှုံတွေဖြစ်တဲ့အထွေထွေအုပ်ချုပ်ရေးယုံစေပင်ယုံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးယုံမိတက်ရှုံတို့ကိုလူလူကောင်းဆောင်တော်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ်ဖြင့်ဇွန်လ18ရက်နေ့19ရက်နှစ်ရက်ဆက်တိုင်းရှေးထွက်မိုင်းနဲ့ပေါက်ခွဲတိုက်ခတ်ခဲ့တာဖြစ်ပြီးဆက်အုပ်စုတွေကတည်ဆုံမှုကိုတော့စုံစမ်းနေစေဖြစ် ဖြစ်တယ်လို့ရှဲဘော်ထွန်းကပြောပါရယ်ဒီမရှင်မော့နော်လုံလိုက်တဲ့ကိစ္စကအခြားတော့မဟုတ်ပါဘူးအမေစုငွေနေလေးထိမ့်မအနေနဲ့ဖြစ်အောင်ဆိုပြီးကျွန်တော်တို့ကစစ်ကောင်စီရဲ့ထောက်တိုင်တွေကိုလုံလိုက်တဲ့သဘောပါစစ်ကောင်စီရဲ့ထောက်တိုင်တွေကိုအဖွဲ၃ဖွဲ့ပေါင်းပြီးလုံလိုက်တာပေါ့နော်အဲ့ဒီသဘောပါပဲလို့ရှဲဘော်ထွန်းကပြောပါရယ်စိုးစုလောက်ခံယုံတွေကိုနှစ်ရက်ဆက်တိုက်ခတ်ခဲ့ပြီးတော်လိုင်းရင်တက်တွေအထိကမရှိပြန်ဆုံနိုင်ခဲ့ပြီးစိုးစုထိခိုက်သိမ်းဆုံးမှုကိုတော့မသိရသေးပဲစုံစမ်းနေစေဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုဗမာတပ်မတော်ဗမာအာမေးစလင်းမျိုးပြရှူကြီးဂျာပေါက်ဖွဲ့နေ င်းပေါ့တောင်ပိုင်းကျမ်းမာရေးနဲ့သူနာမျိုးတပ်ဖွဲ့တို့ကပိုးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ဇွန်လ18ရက်ကလည်းစစ်အုပ်စုစစ်ကြောင်းကဆလင်းနယ်ကခင်ဘလူးဂျေးရွာနဲ့ပိတ်ဆေရွာတို့ကိုစစ်ကြောင်းထိုးပြီးဂျေးရွာတွေကပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်ခင်ဘလူးဂျေးရွာဟာ2024ခုနှစ်ဇူလိုင်လမှာလဲစစ်အုပ်စုကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးဂျေးရွာနဲ့အိမ်တွေကိုမီးရှို့သွားတာကြောင့်နေအိမ်80ခန်းမီးလောင်ဆုံးရှုံးနိုင်တဲ့ဂျေးရွာဖြစ်တယ်လို့ဆိုပါရယ် ။ဆလဘီပသိမ်မုံရလမ်းမိုင်းကိုဆက်ကြောင်းထိုးလာသည့်စက်ကောင်စီတပ်မိုင်းဆွဲခံရပြီးလေဦးတေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းရှဲမှာပင်ခိုင်ရှဲမှာပင်မြို့နယ်အရှိချမ်းပတိတ်မုံရလမ်းမိုင်းမှာစစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့ရှဲမှာပင်ခိုင်ပကပတန်ကသိရပါဗျ။စွန်လာ၁၉ရက်နေ့လယ်ပိုင်းမှာရှဲတရင်၂၈နဲ့နောင်မခကစစ်ကောင်စီတပ်သားတွေပူးပေါင်းအင်အား၅၀ကျော်နဲ့စစ်ကြောင်းထူလာချိန်တိုက်နယ်နဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့မင်းမောက်ပျောက်ကြားကမိုင်းဆွဲတိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်အုပ်စုဘက်က၄ရောက်သိမ်းဆုံးသွားတယ်လို့ဆိုပါဗျ။ စစ်ကြောင်းကဝမ်မောင်ကုမ္ပဏီနဲ့ချင်းရင်တရာချာကပဒိန်မုံရလမ်းမိုင်းကိုအုံပြူခြင်းလို့စစ်ကြောင်းထွက်လာတာရဲတပ်ရင်28ကအထွက်ခလန်လန်မဲဆွေးလိုက်တာတိစုံနာကတော့သူတို့အလောင်းတွေတည်ထားတာကိုအနီးအနားကဒေသခံတွေမြင်ရတာလို့ရှင်းမပင်ခိုင်ပတ်ကဖတာဝန်ရှိသူကပြောပါတယ်မိုင်းဆွဲတက်ခတ်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေကအဲ့ဒီအနီးအနားတွေကကြေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရှမ်းတမ်းပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်ခီးသွားကအချို့ကိုတားထားပြီးမှအလောင်းတွေကိုတည်သွားတာတည်ပြီးမှလမ်းပြန်ဖွင့်တာပေါ်တော့လို့အထက်ပါတာဝန်ရှိသူကပြောခဲ့ပါတယ် ဆလံပင်ပဲခူးတိုင်းမှာရခုနှစ်အတွင်းအကျန်းဖက်ဆက်အုပ်စုကြောင့်အမျိုးသမီး29ဦးအပေါင်းဝင်60ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းမှာရခုနှစ်ဇန်နဝါရီလ1ရက်ကနေဇွန်လ19ရက်အတွင်းအကျန်းဖက်ဆက်အုပ်စုကြောင့်အမျိုးသမီး29ဦးအပေါင်းဝင်60ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရဲ့အသိဉာဏ်စီရင်တွေရသိရပါဗျ။ AABB ရဲ့ကောက်ယူထားတဲ့စီရင်တွေရောင်ပဲခူးတိုင်းအတွင်းမှာဆန်နွိုင်းလတရက်ကနေဆွန်လ19ရက်အတွင်းအချမ်းဘတ်စအုပ်စုကြောင့်အမျိုးသမီး29ဦးနဲ့အမျိုးသား32ဦးစုစုပေါင်း60ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။သေဆုံးသူတွေအလုံးကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်ဆိုတာနဲ့အဲ့ဒီသေဆုံးသူအရေးအတွက်ထဲမှာအသက်18နှစ်အောက်ကလေးငယ်ရှိဦးပါဝင်တယ်လို့လည်းသိရပါတယ်။ ဒါအပြင်သေဆုံးရသူတွေက35ဦးကအကျန်းဖက်ဆုပ်စုရဲ့အလေးချောင်းတက်ခတ်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီး73ဦးကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်သေဆုံးရတာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်မနက်နာရီခန့်မှာမင်းလာမြို့နယ်စာနေစုကြီးရွာအုပ်စုတာကလေးကြီးရွာမှာတက်ဆွဲထားတဲ့အကျန်းဖက်ဆုပ်စုကလက်နက်ကြီးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာကြောင့်ကံကောပင်ကြီးရွာအုပ်စုဖားလီခွင်းမြောက်စုကြီးရွာရှိနေတလုံးမို့ကိုကြားရောက်ပောက်ကွဲခဲ့ပြီးနေအတွင်းမှာရှိတဲ့အငိမ့်စားကျောင်းဆရာမကြီးဒေါ်တင်ကြီးစာထိမှန်ပြီးတော့သေဆုံးခဲ့ရပါတယ်။